ေရဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်တာဝန်ရှိသူများနဲ့အတူမနေ့ကညနေပိုင်းကပသိမ်တက္ကသိုလ်ဝင်းအတွင်း Recreation Center တည်ဆောက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဥစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည်ပသိမ်တက္ကသိုလ်ဝင်းအတွင် recreation center တည်ဆောက်နေမှုများကိုကြီးစုဆက်ဆဲပြီးနောက်တာဝန်ယူဆောက်လုပ်မဲ့ကုမ္ပဏီမှတာဝန်ရှိသူတို့ကရှင်းလင်းဆောင်မှာအစာဦးဆိုင်ရာချက်လက်များနဲ့လုပ်ငန်းဆောင်ရွက်မှုခြေနေများကိုရှင်းလင်းတင်ပြခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကအစာဦးဆောက်လုပ်ရာမှာတတ်မှတ်ထားတဲ့စံချိန်စံကြုံများနဲ့အညီဆောက်လုပ်ရမယ့်အပြင်အစာဦးအရေးသွေးပြင်ပရေးနဲ့တတ်မှတ်ကာလအတွင်းအချိန်မီပြည်စည်းကိုလည်းအလေးထားဆောင်ရွက်ရန်မြေယာရှုခင်းလုပ်ငန်းများကိုလည်းစနစ်တကျဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်တီဒီကနေ့မော်လပိုင်းကတာဝန်ရှိသူများနဲ့အတူဖြာပုံခရိုင်ဖြာပုံမြို့နယ်တပြေကန်တိန်ခုံဧရိယာအတွင်းလူစားဘာစိုက်ပျိုးရေးလုံလောက်စွာတိုးတက်ပေးဝင်နိုင်ရေးလုပ်ငန်းဆောင်ရွက်မှုများကိုကြီးရှုဆစ်ဆဲခဲ့ပါသည်။ဥစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့သည်ဖြာပုံမြို့နယ်ဧတန်ယာကြီးပါအုပ်စုအတွင်းတိုင်းဒေသကြီးရန်ပုံငွေဖြင့်ဒူးဖော်ဆောင်ရွက်မဲ့ အေးတာယာနှင့်မြောင်းနေရာအားကြီးစုစစ်ဆေးခဲ့ရာဆဲမြောင်းနှင့်ရေအုံချမှုစီမံခန့်ခွဲဦးစီးဌာနတောင်းမရှိသူကလုပ်ငန်းဆိုင်ရာချက်လက်များနှင့်ညွေသေးတဲ့အမီစိုက်ပျိုးရေးရရှိနိုင်မယ့်အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ဆက်လက်ပြီးဝန်ကြီးချုပ်သည်အေးတာယာကြီးရောအုပ်စုအတွင်းမိုးစမားစိုက်ပျိုးအောင်မြင်နေမှုအခြေအနေများကိုကြီးစုစစ်ဆေးခဲ့ပြီးတောင်သူများနှင့်တွေ့ဆုံကဒေသလိုအပ်ချက်များညွေသေးတဲ့တိုးတက်စိုက်ပျိုးနိုင်မယ့်အခြေအနေများရေကြိုးပုံပုံရရှိနိုင်မယ့်အခြေအနေများပေါ်တိုးတက်စိုက်ပျိုးနိုင်စေရန်ဆွေးနွေးမှကြပါသည်။ ဒေသရာနှင့်မြောင်းသည့်အလျားပေ8500ရှိပြီးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်ယခုနှစ်အတွင်းတိရက်ဧက150ကိုတိုးချဲ့ဆိုင်ပြုနိုင်မှာဖြစ်ပါသည်။တပြေကံတိန်ကုန်းဧရိယာအတွင်းဒိုင်းနေသားကြီးရန်ပုံငွေ780ဖြင့်မြောင်း6မြောင်း2ပေါ်ဆောင်ရွက်ရှိပြီးစုစုပေါင်းဧက150ကိုတိုးချဲ့ဆိုင်ပြုနိုင်မှာဖြစ်ကြောင်းသိရပါသည်။ ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်သည်ဂျပန်ပွေးဆောင်ဂျွန်ဘက်တာအတွင်ဒူပေါ်ဆောင်လျက်ရှိတဲ့ဂျုံကတွန်းအမာကားလန်းပေးရာ မြောင်းတူဖော်နေမှုကိုကြီးစုဆက်စည်းခဲ့ရာဆွေမြောင်းနေရေးသုံးချမှုစီမံခန့်ခွဲဦးစီးဌာနတာဝန်ရှိသူကရှင်းလင်းတင်ပြခဲ့ပါသည်အဲဒီနောက်ဝန်ကြီးချုပ်ဒီဂျုံကတွန်းအမာဝဲမြောင်းတူဖော်ပြီးစီးမှုအားကြီးစုဆက်စည်းရာ ဆယ်မျောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ရှိသူကလုပ်ငန်းတရားရဂန်တုံးဆောင်ရွက်ပြီးချင်းချင်းကြောင့်တွေတီးတဲ့ရာသီအမီစိုက်ပျိုးရေးရရှိနိုင်မဲ့အခြေအနေများ ကျုံကတော်အမာဝင်းမြောင်းသည်အလျားပေတသောရှိပြီးလုပ်ငန်းဆောင်ရွက်ခြင်းဖြင့်ယခုနှစ်အတွင်းတိရက်ဧက250ကိုတိုးချဲ့ဆိုင်ပြုလာနိုင်မှုဂျပန်ဘွေးဆောင်ကျွန်းပတ်တာအတွင်း2025 2026ခုနှစ်ပြည်ထောင်စုရန်ပုံငွေဖြင့်မြောင်းတူဖော်ခြင်းလုပ်ငန်း15ခုတူဖော်ဆောင်လျက်ရှိပြီးလုပ်ငန်း10ခုမှာတရားရဂန်တုံးဆောင်ရွက်ပြီးစီမှု လုပ်ငန်း15ခုဆောင်ရွက်ခြင်းဖြင့်တိရက်ဧရိယာ 2150ဧကကိုတပ်မှန်တိုးချဲ့ဆက်ပြိုးလာနိုင်မှုဂျပန်မွေးဆောင်ဂျွန်ဘတ်တာသည်စီမံကိန်းလုပ်ငန်းများမစတင်ပြီးအချိန်မှာဧက6000ဝန်းကျင်သာအများဆုံးဆက်ပြိုးနိုင်ခဲ့ပြီမယ်လေယခုကလွေသေးတဲ့ဧက16000အထိဆက်ပြိုးလာနိုင်မှုနဲ့နှစ်စဉ်အလိုက်တိုးတက်ဆက်ပြိုးလာမှုခြေနေများကိုတည်နှံဆက်ပြိုးမှုဆိုင်ရာညွှန်ကုန်းရေပုံများဖြင့်ရှင်းလင်းတင်ပြခြင်း ဝဇမဧက2900ကျော်ရှိရာຫນွေသီးတဲ့စိုက်ပျိုးမှုကလည်းဧက2900ကျော်ရိုးပြကြံပပျောက်သည့်အထိစိုက်ပျိုးနိုင်ရန်ဆောင်ရည်ရှိမှုအခြေအနေများရှင်းလင်းတင်ပြမှုများအပေါ်တနိဒာကြီးဝန်ကြီးချုပ်ကလုပ်ငန်းများသတ်မှတ်ကာလအတွင်းပြည်စီရေຫນွေစပါးစိုက်ပျိုးခြင်းပြီးဆောင်ရည်စီရေးနဲ့အရေးသွေးပြည့်မီစီရေးမှာကြားခဲ့ပြီးတောင်သူများနဲ့တွေ့ဆုံကဒုတိယသီးနှံစိုက်ပျိုးနိုင်ရေးအတွက်စိုက်ပျိုးရေးရရှိနိုင်ရေးဆောင်ရည်ထားရှိမှုပန်းနိုင်ထွန်းလုံးရရှိရေးဆောင်ရည်ရန် မျိုးမြေရင်းဒီမှန်ကန်စွာစိုက်ပျိုးကြရတဲ့စိုက်ပျိုးရရရှိရေးအတွက်ဆောင်ရွက်ပေးလျက်ရှိရာတောင်သူများကလည်းတီးတဲ့စွမ်းအားပုံမတိုးတဲ့စိုက်ပျိုးစီးရင်းနဲ့ပန်းနိုင်ထွန်းလုံးရရှိစေရေးဆောင်ရွက်ရမှာကြားခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနဝင်မှပေးပို့ထားဖြစ်ပါတယ်ခင်ဗျာ